င်္ဂလာပါဒီကနေ့ကအော်တိုဘာလ30ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်တို့ထူးခြားဖြစ်စဉ်တွေရှိမယ်သတင်းကောင်းတွေရှိမယ်ပြီးရင်စစ်ကောင်စီပုံရုံနေတဲ့အကြောင်းတွေပါမယ်ပေါ့နော်ပထမဆုံးတော့ဒါကျွန်တော်တို့ TNL TNL ကစစ်ကောင်စီနဲ့ပြစ်ခတ်ရစဲလိုက်တယ်သဘောတူလက်မှတ်ထိုးလိုက်တယ်အဲနောက်ပိုင်းမှာဒါမိုးကုတ်မိုးမိတ်ကိစ္စမျိုးတွေပေါ့နော်လှုပ်လှုပ်ရှားရှားဖြစ်သွားရရှိတယ်ပြီးတော့ဒါနဲ့အတူပဲပေါ့နော်ဒီလိုမျိုးဒါတို့တို့သဘောတူပြီးတော့လက်မှတ်ထိုးလိုက်တာနဲ့အတူတူပဲဒီတော်လိုင်းတက်ဖွဲ့တွေဘက်ကထုတ်ပြန်ချက်တွေတစ်ခုပြီးတစ်ခုထုတ်ပြန်လာတာရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီနေ့ဒီချိန်ထိ ဆရာနာရှင်အမြင့်ပြည့်ရေးပေါ့နော်ဒါ Federal Democracy စနစ်ရရှိရေးအတွက်ကိုနိုင်ငံလုံးလွတ်မြောက်ဖို့အတွက်ကိုစ조사ပန်းစားနဲ့တောက်လျှောက်တိုက်ပွဲဝင်လာခဲ့တာဒါဒီနေ့ဒီချိန်ထိပဲပေါ့နော်ဒါပေမဲ့ဆက်ပြီးတော့လည်းတိုက်ပွဲဝင်သွားမယ်ဘလို့အခက်အခဲဘလို့အတားအဆီးအကြီးအမားဆုံးဘာတွေပဲကြုံကြုံပေါ့နော်ဒေါ်လာရင်းတက်ဖွဲ့တွေကဆက်ပြီးတော့ဒါပြည်သူတွေအတွက်လှုပ်လှုပ်သွားမယ်ဆိုပြီးတော့ဂရီကိုတွေပေးတဲ့ထုတ်ပြန်ချက်တွေလည်းအများကြီးထွက်လာတယ်ဒီပုံမှာလည်းဒါပြည်သူကကျင်းတဲ့အားရမှုရှိတယ်ဒီချိန်မှာဒါပြည်သူတက်ဖွဲ့တွေကဒါအခွင့်ရေးအခွင့်ရေး ငါတို့ဘာလဲဆိုတာကိုလုတ်ပြနိုင်မယ့်အခွင့်ရေးဆိုပြီးတော့လဲဒါကျွန်တော်ပြောခဲ့တကယ်လဲအဲ့ပုံစံမျိုးပဲပေါ့နော်စစ်ကောင်စီရဲ့အခုလိုမျိုးဒါဂျင်းနဲ့ချက်တဲ့ကာလတွေပေါ့နော်ရွေးကောက်ပွဲနီးလာတဲ့အခြေအနေမျိုးမှာနေရာဒေသအစုံကိုလိုက်ပြီးတော့ဖိနှိပ်နေတဲ့ဟာတွေကဒါအခုဆိုပို့ဆိုးလာတယ်အဲ့တော့ဂျင်းနဲ့ချက်တဲ့ကာလတွေကိုရအောင်ဘယ်လိုကြော်ဖြတ်မလဲဆိုတဲ့ဟာတွေကလည်း အာတက်ဖွဲ့တွေကြားမှာပေါ့နော်ဟိုအမခံတဲ့ဟာတွေဂရီဝက်ပေးတဲ့ဟာတွေကအများကြီးတွေ့လိုက်ရတယ်ဒါကလည်းအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေရှိသလိုဒါကြောင့် KI နဲ့ဒါပြည်တဲ့တက်ဖွဲ့တွေကလည်းဒီရက်ထက်မှာနောက်ထပ်ခေါလံဘူးဒေတာကစကန်နှစ်ခုကိုဆက်သိမ်းပလိုက်တယ်ပေါ့နော်ဒီလာထဲမှာကြီးပဲသိမ်းတဲ့စကန်၄ခုရှိသွားပေါ့နော်လက်ရှိမှာဒါ KI ကခေါလံဘူးအဲခေါလံဘူးမှာရှိတယ်ပေါ့နော်စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်စကန်နှစ်ခုကိုထပ်ပြီးတော့သိမ်းပိုက်လိုက်တယ်အရှိန်ကောင်ဒေတာကငါကြလာအဲမားလည်းမားလိမ့်မယ်ပေါ့နော်အဲအဲ့ရွာမှာ တက်ဆွဲထားတဲ့ပြည်သူစစ်စခန်းအဲအဲစခန်းရဲ့ပြီးရင်နန့်ချင်းရွာကစခန်းရဲ့ပေါ့နော်အဲဥစ္စာကိုကြရင်နဲ့ဒါပူပေါင်းတပ်ဖွဲ့တွေက29 28နှစ်ရက်မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့တရက်ကိုစခန်းတစ်ခုလုံးနဲ့သိမ်းပလိုက်တာသိမ်းပိုက်ခဲ့တယ်အဲ့တော့စစ်ကောင်စီထိခိုက်တိုက်ဆုံးတာတွေအများပြားလည်းရှိသလိုလက်နက်ခဲရန်ရရှိရလည်းရှိတယ်ပြီးရင်ကျွန်တော်တို့မင်းမြန်မှုအရာပေါ့နော်မင်းမြန်လို့သိရတာတွေအရာဆိုရင် အရှင်ဖမ်းမိတာကြီးလည်းရှိတယ်ပေါ့မကြားခြင်းမူမကြားခြင်းအရှင်ဖမ်းမိတာကြီးလည်းရှိတယ်ဆိုပြီးတော့ဒါသိရတယ်ပေါ့နော် GIA အနေနဲ့ဒါအော်တိုဘာလအတွင်းမှာဒီခေါင်လန်ဘူးမြို့နယ်တဲကစစ်ကောင်စီနဲ့ပြည်သူ့စစ်စခန်းအာလုံးပေါင်း၄ခုအထိကိုဒီတလအတော်အတွင်းမှာတင်ပိုက်နိုင်ခဲ့တာဖြစ်တယ်တင်ပိုက်ထားပြီးဖြစ်တယ်ခေါင်လန်ဘူးမြို့နယ်ကဒါလန်တန်းရွာနဲ့ဒါမခေါင်တန်းရွာကစခန်းနှစ်ခုကိုအော်တိုဘာ27မှာတိမ့်နေပြီးတော့ဒါဒီနေ့29 28မှာနောက်ထပ်ပြည်သူ့စစ်စခန်းနှစ်ခုထပ်တိမ့်နေပေါ့နော်အဲ့တော့အာလုံးပေါင်း၄ခုရှိတယ် စစ်ကောင်စီကဒီခေါလံဘူးစခန်းတွေကိုစတင်တိုက်ခိုက်သိမ်းပိုက်ခံရတဲ့ချိန်မှာဒီ KIO KIA နေမြေတွေကိုပေါ့နော်လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာစက်တနေရစက်တနေရအထိကိုဒါဘုံကျဲတိုက်ခိုက်တာတွေလုပ်ခဲ့တယ်ဘုံကျဲတဲ့နေရအများစုကလန်ဆယ်ဒေသထဲမှာဖြစ်ပြီးတော့ဒီတိုက်ပွဲဖြစ်တဲ့နေရနဲ့တခြားစီပဲတိုက်ပွဲဖြစ်တဲ့နေရာတွေမှာသူတို့မကျဲပဲနေပါတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကျဲတယ်ပြည်သူလူထုရှိတဲ့နေရာတွေကျဲတယ် ဖျားเจ้าတွေကိုကျဲတယ်ဗောနော်အဲ့လိုပုံစံမျိုးတွေနဲ့ပဲဒါအယတပြစ်မှတ်တွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တာတွေ့ရတယ်ဆိုပြီးတော့ဝန်ကြီးတော်ဘူးကပြောတယ်ဗောနော်အဲ့တော့စစ်ကောင်စီကတိုက်ပွဲထဲမှာအထိနာတယ်ဆိုတာနဲ့ပြည်သူလူထုနေထိုင်တဲ့ပြစ်မှတ်တွေကိုပဲတောက်လျှောက်ဒါတိုက်ခိုက်နေတာမျိုးတွေတွေ့နေရပါဗျာအဲ့တော့ဒေသခံပြည်သူတွေရောဗောနော်ဒါတိုက်ပွဲနေရအနီးနားမှာရှိကြပါတယ်ဆိုတော့ပြည်သူတွေအနေနဲ့လည်းပို့ပြီးတော့ဂယုဆိုင်ကြမှာဖြစ်တယ်စစ်ကောင်စီသူအထိနာပြီးဆိုတာနဲ့ မဲမဲမြင်အောင်အကုန်ပတ်ပြီးတော့လုပ်တယ်ဗောနော်ဟိုနေ့ကဆိုလဲအခတ်တတော် A နဲ့ဒါ PDF တွေဒါပူပေါင်းပြီးတော့တိုက်နေကြတဲ့နေရာမှာဗောနော်ဒါပစီကျွာကိုတရွာလုံးကြေထွက်သွားအောင်ထိဗောနော်ဒါဘုံလုံးရင်30ကျော်အလောက်ထိကိုကျဲပြတဲ့ပုံစံမျိုးတွေရှိလာတော့ဒါဒေသခံတွေအနေနဲ့ပို့ပြီးတော့ခရူးဆိုင်ရမယ့်အပိုင်းတွေရှိလာပြီအဲ့တော့အဲ့ဒါလည်းအရေးကြီးတယ်ဗောနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်မြေပြင်မှာတော့ဗောနော်တကယ်လုံနေတဲ့အဖွဲတွေအများကြီးရှိတယ်ဆက်ပြီးတော့လုံနေတုံးပဲလုံးဝစိတ်တကြခြင်းမရှိဘူးဗောနော်အဲ့တော့ပြည်သူတွေအနေနဲ့လည်းစိတ်တကြစရာမရှိဘူးပြီးရင်ဒါကြောင့် ဒီတနေရာထဲမှာပဲတိုက်ပွဲဖြစ်နေတာမဟုတ်ဘူးเนาะနိုင်ငံရဲ့နေရာအနှံ့ပြားမှာတိုက်ပွဲတွေဖြစ်နေတာအဲ့တော့ကျွန်တော်တို့တွေကစုစုစည်းစည်းနဲ့ပေါ့เนาะအင်အားစုတည့်ရထွက်ပေါ်လာအောင် လုပ်မယ်ပြင်ပူပေါင်းပြီးတော့တိုက်ပွဲဝင်ကြမယ်ဒါပူကောင်းတဲ့စနစ်တွေနဲ့တွားကြမယ်ဟေးဆိုရင်စစ်ကောင်စီကိုအရင်လိုပဲထပ်ပြီးတော့အနိုင်ယူနိုင်နေမှာဖြစ်တယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်တို့လုံလောက်တဲ့ထောက်ပံ့မှုတွေလိုအပ်တယ် ပြည့်စုံတဲ့ဒါကုညီမှုတွေလိုအပ်တယ်ပေါ့နော်အဲ့ဒီအပိုင်းတွေမှာတော့ဒါကြောင့်ပြည်သူတွေကဝိုင်းပြီးတော့ပံ့ပိုးပေးကြဖို့လိုတယ်ပေါ့နော်အဲ့တော့မြေပြင်မှာတော့ဒါတိုက်ပွဲတွေဇက်တိုက်ဖြစ်နေတော့မယ်တိုက်ပွဲတွေဒါနေရာတော်တော်များများမှာဇက်တိုက်ဖြစ်နေတော့မယ်အောင်မြင်မှုတွေလည်းရှိနေတော့မယ်ပေါ့နော်နောက်ထပ်ကဒါစစ်ကောင်စီဒီရက်ထဲမှာမုံယိုတဲ့ကိစ္စရှိတယ်ဇုံမဲလုံးပေါ့အဓိကတော့ဇုံမဲလုံးမုံမုံယိုနေတာဘာလို့လဲဆိုတော့သူတို့အာဆီယံအစည်းအဝေးမတက်ရဘူးအဲမတက်ရဘူးဆိုပြီးတော့ဒါဆက်ပြီးတော့ပြိပင်ခံလဲရတဲ့အပေါ်မှာ မကြင်မနက်ပုံစံမျိုးဖြစ်နေတဲ့ဟာတွေတွေ့ရတယ်ဗျ။အဲဒါကြောင့်မလို့ပေါ့နော်။ဒါသူကဒီထောင်ကျနေတဲ့ယာဆွေးသားများနဲ့ပေါ့နော်။ဒါအာဆီယံအထူးကိုယ်စားလှယ်နဲ့တွေးခွင့်မပေးဘူးဆိုတဲ့ပုံစံမျိုးတွေသူပြောတာရှိတယ်။အဲဒီအာဆီယံဒါကျွန်တော်ရှင်းမှာပြောခဲ့တယ်။ဒီဟာနဲ့ပတ်သက်လို့ကျွန်တော်တို့တိတ်တော့မျှော်လင့်စရာမရှိဘူးပေါ့နော်။စစ်ကောင်စီကဘာပြောပြောဂယူဆိုင်မဲ့ကောင်မဟုတ်ဘူးဆိုပြီးပြောခဲ့တယ်။အဲဒါကြောင့်တော့ဒီမလေးရှားကိုပေါ့နော်ဖိတ်ခေါ်တဲ့ဒါမလေးရှားဝန်ကြီးချုပ်ရဲ့ဖိတ်ခေါ်ချက်ကိုတချို့သူတို့ဖန်ဆီးအချင်းချထားတဲ့သူတွေကိုသူတို့လွှတ်ပေးမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကြောင့်ပြောခဲ့တယ်။အခုပြောတဲ့အတိုင်းပဲသူတို့လည်းဒီတိုင်းပဲထပ်ပြီးတော့ ဒါထုတ်ပြောလာတာရှိတယ်ဗောနော်အဲ့ထက်မှကျွန်တော်မခံကျင်စရာကောင်းတဲ့ဟာရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့ဒီရာဇွေးသားလို့တုံးတုံးလိုက်တဲ့ဟာပါပဲဒါဆိုတော့အဲ့လိုကိုတုံးတုံးလိုက်တဲ့ပုံစံပဲရာဇွေးမှုကျူးလွန်ပြီးတော့ရာဇွေးပြစ်ဒဏ်ခံနေရတဲ့ထောင်ကြတွေဗောနော်အဲ့ထောင်ကြရဲ့လူတွေ ਨੇ ဒါအာဆီယံထူးကိုယ်စားလှယ် ਨੇ ဒါတွေ့စရာတွေ့ပေးစရာအကြောင်းမရှိဘူးဆိုပြီးတော့ပြောချလိုက်တာဗောနော်အဲ့ဒါကတော်တော်ကိုမယိုင်းဆုပ်ပဲလေဗျာဆိုတော့အခုဒါလူလူကောင်းဆောင်ရှိတယ်မေဆုရှိတယ်ဗောနော်တမလာကြီးရှိတယ်ပြီးရင်ဒါအချီကဲတွေရှိတယ်ဒါမတရားဖန်ဆီးအကျဉ်းချခံရရတဲ့ ဒါနိုင်ငံရေးကျင်းသားတွေရှိတယ်အများကြီးပေါ့ဗျာအဲ့လိုခေါင်းဆောင်ပိုင်းတွေရှိတယ်အဲ့လိုလူတွေအကုန်လုံးကိုသူကရာဇွေးမှုတွေနဲ့သူကပုံမှန်တပ်လိုက်တဲ့ပုံစံမျိုးပဲရာဇွေးသားလို့ပြောလိုက်တာပေါ့နော်အဲ့ဒါတော်တော်ယွန်စရာကောင်းတယ်ဗျာရာဇွေးမှုဘသူကလှုပ်တာလဲဒီကောင်တွေပဲလှုပ်နေတာနေ့စဉ်နဲ့မြပုံကျဲတာတွေတက်ဖြတ်တာတွေဒီကောင်တွေပဲလှုပ်နေတာလုံးဝသူတို့ဖမ်းထားပါတယ်ဆိုတော့မတရားသဖြင့်ဖမ်းဆီးခံထားရတဲ့သူတွေကအဲ့လိုလှုပ်တယ်တခုမှလှုပ်ခဲ့တဲ့သူတွေမဟုတ်ဘူးတကယ်ကိုတိုင်းပြည်ကောင်းမှုအတွက်ကိုစ조사လှုပ်ဆောင်ခဲ့တဲ့သူတွေဖြစ်တယ်ပေါ့နော်အဲ့ဒါတော့မှပဲသူတို့ကဒါမနာလို့မုန်းတီးတဲ့စိတ်တွေနဲ့အခုလိုမျိုးလှုပ်တယ် ဒီမှာအခုကိုထပ်ပြီးတော့ဒါစကားအရာနဲ့ထပ်ပြီးတော့မိုက်ရိုင်းပြန်တယ်ပေါ့နော်အဲ့တော့ရာဇဝတ်ပြစ်ဒဏ်ခံနေရတဲ့ထောင်ကြတယ်ဆိုပြီးတော့ပြောချလိုက်တာပေါ့နော်ရှေ့မှာလည်းအဲ့လိုပဲဒါတသက်ခိုင်တို့ဘာလို့ကဒီဇော်မဲလုံးတို့မြောက်လိုင်းတို့ပြောစီခြင်းတဲ့စကားတွေသူတို့ပြောမဲ့စကားတွေကိုလိုက်ပြောခဲ့တာရှိတယ်ဒါမေဆုနဲ့ဒါသမရာကြီးကိုဒါစောစောကကပြောခဲ့တာရှိတယ်ပေါ့နော်နိုင်ငံရေးပုံမှမဟုတ်ဘူးပေါ့နော်ဒါလက်စားလို့ဘာလို့ညာလို့ဆိုတဲ့ပုံစံမျိုးနဲ့မမရရင်ပြောခဲ့တာရှိတယ်အခုလည်းဒါဇော်မဲလုံးတို့ကတကယ်ဒီပုံစံတိုင်းနေကြီးပဲဒီကောင်နေအဲ့လိုပုံစံမျိုးနဲ့ထပ်ပြီးတော့စော်ကားလိုက်တဲ့ဟာလည်းရှိတယ်အဲ့တော့ဘဲကောင်းကျူးလွန်တာလည်း ပြီးတော့ထောင်ကြတယ်ထောင်ကြတယ်ဆိုပြီးတော့သူကသုံးလိုက်ထောင်ကြတယ်မဟုတ်အဲမတရားဖမ်းဆီးခံထားရတာလေသူတို့ဘာအပြစ်မှမလုပ်ဘဲနဲ့ဖမ်းဆီးခံထားရတာလေအပြစ်လုပ်တယ်လို့ဆွဆွဲခံရပြီးတော့မှဒါအခုလိုမျိုးအကျဉ်းချထားတာလေအဲ့တော့အဲ့လိုလူတွေကိုအခုလိုမျိုးဒါနှုတ်ရရောပေါ့နော်ကိုယ်ရရောနှိမ့်ဆက်ညှဉ်းပန်းတာတွေလုပ်တဲ့အပြင်ကုန်မှပေါ့နော်စော်ကားမော်ကားပြောနေတာတွေကတော်တော်လေးယွန်စရာကောင်းတယ်အဲ့ဒါဘာလို့လဲဆိုတော့သူတို့အစည်းအဝေးတက်ခွင့်မရလို့အစည်းအဝေးပိတ်ပင်ခံရလို့ဒီကသူတို့လည်းမျောလင့်မှာပဲ ဒီအစည်းအဝေးတက်ခွင့်ရသွားပြီဆိုရင်တို့လာမယ့်ကာလမှာတို့အတွက်ပို့ပြီးတော့အရေးတာနိုင်တဲ့အခြေအနေတွေတို့ဖန်တီးနိုင်မှာဒါပေမဲ့ဒီဥစ္စာကိုဆက်ပြီးတော့ပိတ်လိုက်တယ်ဒါတက်ခွင့်မရဘူးအဲ့တော့မုံယိုပြီးတော့မမတ်ရဲပုံစံမျိုးတွေထွက်ပြောလာတယ်တော်တော်ကိုယုံစရာကောင်းတဲ့ကောင်းနေပါတော့ပြီးတော့ဇော်မဲလုံးကလည်းဒီဥစ္စာကိုမကြည်မနဲ့နေတာမဟုတ်ပြတို့တအုပ်စုလုံးကမကြည်နဲ့တာ ဲ့တော့ဗာလဲဆိုတော့ဒီ ASEAN ဒိတ်သီးအစည်းအဝေးကိုတက်လာခဲ့တဲ့တို့ရဲ့ဒါစေအုပ်စုရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ပေါ့နော်အတွင်းဝင်ပဲသူကတက်ခိုင်းခဲ့တာအဲ့အတွင်းဝင်ဒါဥဟောက်ခမ်းဆုံဗာလဲကွယ်အကောင်အကောင်ကပေါ့နော်သူကမလေးရှားနိုင်ငံမှာကျင်းပတဲ့ဒီ58ကြိမ်မြောက် ASEAN ဒိတ်သီးအစည်းအဝေးကိုသူတက်တယ်တက်တဲ့အချိန်မှာသူကပြောလဲဆိုတော့မြန်မာနိုင်ငံပေါ်ခွဲခြားဆက်ဆံနေရင်ပေါ့နော် ASEAN ပေါ်ထိခိုက်လာမယ်ဆိုပြီးတော့လေသူကပြောခဲ့တာတွေရှိတယ် ASEAN အခြေခံမှုကိုဆန့်ကျင်ပြီးတော့မြန်မာနိုင်ငံပေါ်ခွဲခြားဆက်ဆံနေတာဟာတဲ့ အာဆီယံနိုင်ငံတွေရဲ့စီးလုံးညီညွတ်မှုကိုထိခိုက်စေနိုင်တယ်ဆိုပြီးတော့သူကပြောခဲ့တာရှိတယ်။သူမကြည်နဲ့ဘူးပေါ့ဗျာဒီဥစ္စာကိုတတ်ခွင့်မရလို့ပေါ့နော်။အဲ့တော့သူတို့ကအခုကြမှအမယ်ခွဲခြားဆက်ဆံခံရလို့သူကမကြည်မနှက်ဖြစ်တယ်။ သူတို့လှုပ်ခဲ့တဲ့လှုပ်ရက်တွေကိုကြတော့သူတို့ကထည့်ပြီးတော့မစင်စားဘူးထည့်ပြီးတော့မတွက်ဘူးသူတို့လူမဆန်တာကြီးလှုပ်ခဲ့ဒီသဘောတူညီချက်၅ရက်ကိုသူတို့မလိုက်နာခဲ့ဘူးအဲဒါကြောင့်မလို့ရှင်းရှင်းလင်းလင်းပဲမင်းတို့မလိုက်နာဘူးဆိုရင်အကောင့်ထဲမပေါ်ဘူးဆိုရင်ဒီကိုမလာနဲ့ဆိုရောပြောလိုက်တာသူကစိတ်နာနေတာဗျစိတ်ကောက်နေတာဗျပြီးရင်သူမမှန်ရန်ပြောသွားသေးရမယ်လူမိုက်လို့လို့ဘာလို့မိုက်ကြီးခွဲပြောသွားသူပြောတဲ့စကားပေါ့နော်ဇုံမင်းလုံးပြောတဲ့စကားအဲ့ဒါပါလဲဆိုတော့အာဆီယံဥက္ကရာရဲ့အထူးကိုယ်စားလှယ်လာတိုင်းပေါ့နော်ကျောင်းအနေနဲ့ဖြစ်နိုင်တဲ့လိုက်ရောနိုင်တဲ့သူတွေနဲ့တွဲဆုံနိုင်ရေးအစိုးရအဖွဲ့တွေအပြင်နိုင်ငံရေးပါတီတွေနဲ့တွဲဆုံနိုင်ရေးဆောင်ရွက်ပေးခဲ့ပါတယ် တကယ်ဟုတ်သလားမဟုတ်သလားသူတို့ကသူတို့သိတယ်ပေါ့နော်အဲသူတို့ပြောတဲ့စကားတွေကဘယ်လောက်တောင်မှပေါ်ပန်းလေးစေပြောလဲဆိုတော့ဒီရာဇွေးမှုကျူးလွန်ပြီးတော့ရာဇွေးပြစ်ဒဏ်ခံနေရတဲ့ထောင်ကျတွေနဲ့တော့ဒါကျွန်တော်တို့တွေးဆောင်ခွင့်ပေးနိုင်ခြင်းမှာပေးပါမယ်တဲ့ဘယ်နိုင်ငံမှာရောတွေးဆောင်ခွင့်ပေးပါလဲလို့မေးခွန်းထုတ်ချင်ပါတယ်အာသူတို့မိုက်ကြီးခွဲနေတာဒီကောင်နေသူတို့ကဒါဟိုမမတ်ရဲပုံစံမျိုးတွေပြောဆိုနေတာပေါ့ဗျာနောက်တစ်ခုကအာဆီယံအဖွဲ့အများအားလုံးရဲ့လွတ်လပ်မှုအချုပ်အခြာအာဏာပိုင်မှုဒဏ်တူကြီးတူရှိမှုနဲ့နေမြေတည်တံ့ခိုင်မြဲမှုနဲ့ အမျိုးသားရေးလက္ခဏာများကိုလေးစားလိုက်နာခြင်းပြီးရင်အာဆီယံအဖွဲ့အစည်းများရဲ့ပြည်တွင်းရေးမှာဝင်ရောက်ဆက်ဖက်ခြင်းမရှိတဲ့အခြေခံမှုတွေကိုအမြဲသတိပြုဖို့လိုပါတယ်ဆိုပြီးပြောခြင်းတယ်။ငါတို့လှုပ်ရှင်ရလှုပ်မယ်ကွာမင်းတို့ငါတို့လာမပြောနဲ့ပါတော့မင်းတို့လည်းမင်းတို့တွင်ထဲမှာတော့ငါတို့ကိုလှုပ်ထားတယ်ဆိုပြီးတော့အညိုတစ်ထားတဲ့ပုံစံမျိုးတွေတွေ့ရတယ်။စိတ်နာဆုံးကတော့ခုနလိုပေါ့နော်။သူတို့ကပဲရာဇဝိပြစ်မှုတွေကျူးလွန်ပြီးတော့ပေါ့နော်။အဲသူများကိုဆွဆွဲတာတွေလွှတ်ချတာတွေပြောဆိုသုံးလုံးတာတွေကတော့တော်တော်လေးယွံစရာကောင်းတယ်ပေါ့နော်။အဲနောက်တစ်ခုကဒါသူတို့ဒီရက်ထဲမှာပဲပေါ့နော်။ဒါဒီရက်ထဲမှာဖြစ်သွားတဲ့ဟာရှိတယ်။အဲ့ဒါပါလဲဆိုတော့ဒီဇလန်း ဇလန်သူတို့ရဲ့ဝါရဖြတ်ဇကာပေါ့နော်အဲ့ဇကာကိုဘာလဲခေတ္တမိုင်းကိုဘာဘာဒုံဆိုင်ဘာဘာဘလို့လုံးမဲ့ကောင်းလဲအဲ့အဲ့အဲ့ကောင်းနေအဲ့ဇလန်ပေါ့နော်အဲ့ဇလန်နဲ့ပတ်သက်လို့တရုတ်ဆောင်တဲ့သူတွေကိုဝေဖန်နေဆိုရင်ပြင်းပြင်းထန်ထန်အရေးယူမယ်ပေါ့နော်အဲ့ဇလန်ကိုဝေဖန်နေဆိုရင်ပြင်းပြင်းထန်ထန်အရေးယူမယ်ဆိုပြီးတော့လေဒါချင်းချောက်တာတွေရှိလာတယ်အဲ့ကောင်းနေတော်တော်ချင်းနေဆိုးနေတာပေါ့နော်သူတို့ရှစ်မကြည့်နောက်မကြည့်တွေကိုပြောဆိုနေတဲ့အနေအထားတွေဖြစ်လာတယ်ပြီးတော့ဒီစစ်ကောင်စီပြန်ကြားရေးကပေါ့နော်ရုပ်ရှင်တရုတ်ဆောင်တဲ့အားလုံးမလာမနေရဆိုပြီးတော့ အာဒီကနေ့နေ့လယ်နေခင်းတနားရီမှာဗောနော်အစီဝေးခေါ်ထားတယ်ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများကိုဒါသူကဘာဖြစ်လဲဆိုတော့ဒီ vibe call လောက်တာနဲ့ social punishment လောက်တဲ့ဟာကအယံထိရောက်သွားတယ်အဲ့ဟာတွေမဟုတ်ဘူးထိုင်းမှာပြမယ်ဆိုတဲ့ဒါပြောတန်လာအေးနေဝင်အဲ့ရိုက်တဲ့ဟာကအစဗောနော်ဒါပြည်သူတွေကဝိုင်းပြီးတော့ဒါအခုလိုမျိုး vibe call လောက်တဲ့ခါကျတော့သူတို့တော်တော်လေးအထိနာသွားတဲ့ပုံစံဖြစ်မယ် အဲ့လိုဖြစ်သွားအကြောင်းမလို့ပေါ့နော်ဒီပြည်သူတွေကဖဲကျင်ထားတဲ့တရုတ်ဆောင်နေအဲအဲ့ဒီဟာတွေကိုသူတို့ကဒီကုမ္ပဏီတွေကမတုံးတော့တာတွေဆက်ပြီးတော့မရိုက်တော့တာတွေဖြစ်လာတာကြောင့်မလို့အခုလိုမျိုးအစည်းအဝေးပါခေါ်ပြီးတော့မလာမနေရဆိုတဲ့ပုံစံမျိုးနဲ့တက်ခိုင်းနေပေါ့နော်အဲပြီးတော့ဒါဒီဥစ္စာတွေကိုပြန်ပြီးတော့သူကဆက်ပြီးရိုက်ဖို့အတွက်ဖိအားပေးဖို့ရယ်ပြီးရင် ကောင်တာပြန်လုပ်ဖို့ဆိုပြီးတော့ဒါအကြမ်းပြန်သိထားရတယ်ဗောနော်ကျွန်တော်ကအဲ့လိုကြိုသိတယ်ဆိုရင်တော့ဝမ်းသာစရာပဲဘာလို့လဲဆိုတော့ဒီကောင်းနေလှုပ်လာမယ့်အကွက်တွေကစီစဉ်တိုင်ပင်ပြီးမှလှုပ်တဲ့ဟာတွေဆိုတဲ့ဟာကိုကျွန်တော်သိပြီဒီကောင်းနေအခုစီဝဲခေါ်တဲ့ရည်ရွယ်ချက်ကဘာလဲဟိုနာလို့ ဖိအားပေးပြီးတော့ဆက်ပြီးတော့ရိုက်ခိုင်းမှုဟာတွေရှိမယ်သဘောတူခိုင်းမှာတွေရှိတယ်ခေါင်းငိန်ခိုင်းမှာတွေရှိတယ်နောက်တစ်ခုကဒီဘက်ကတော်လိုင်းအင်အားစုတွေတော်လိုင်းပြည်သူတွေကိုပြန်ပြီးတော့ဒီဥစ္စာနဲ့ကောင်တာပြန်လုမယ်ဆိုတဲ့ဟာမျိုးရှိအဲဒီရွေချက်တွေကျွန်တော်သိပြီဆိုရင်ဒီကောင်တွေလှုပ်လာတဲ့ဟာတွေကိုကျွန်တော်ထိုင်ပြီးတော့ရည်နေုံမယ်အဲ့ဒါကောင်းတယ်လေအဲ့လိုမျိုးသိထားတာတကယ်မိုက်ပါလေအဲပြီးတော့အခုလိုမျိုးဒါတိအောင်လှုပ်ပေးတဲ့အဖွဲတွေကိုလည်းတကယ်ကျေးဇူးတင်တယ်ပေါ့နော်နောက်တစ်ခုကစစ်ကောင်စီရဲ့ရုပ်မာကောက်ကျစ်မှုပေါ့အဲ့ဒါပါလဲဆိုတော့ဒီ Rider Mighty ပြီးဒါတိရုပ်ဆောင်ကျော်ဝင်းထုတ်အုံတိုင်း ဒီအဖွဲ့တွေပေါ့နော်ဒီ၃ယောက်ကိုဒါဖမ်းဆီးတယ်ပေါ့နော် ပြီးတော့အခြားဖမ်းဆီးခံရတဲ့သူတွေလည်းရှိတယ်ပေါ့နော်အရှိပြီးတော့ဒါစစ်ကြောရေးကိုပို့ထားတဲ့သူတွေလည်းရှိတယ်ဆိုပြီးတော့သိရတယ်အဲ့တော့ဒီ၃ယောက်ကတော့ဒါမီဒီယာပေါ်မှာတက်လာတယ်ပေါ့ဗျာတက်လာတယ်အဲ့ဒါကဒီအထွေထွေရွေးကောက်ပွဲနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှာကာဝယ်ပေးရေးဥပဒေနဲ့အရေးယူဆောင်ရွက်သွားမယ်တဲ့အဲ့ဥပဒေနဲ့သူတို့ဖမ်းဆီးနေတာကရောက်60လောက်ရှိပြီဆိုပြီးတော့လည်းသိရတယ်အဲ့တော့ဒီ၃ယောက်ကတော့ဒီဇက်ကားနဲ့ပတ်သက်လို့အခုလိုမျိုးဒါမမရဲရဲဒါဖမ်းဆီးခံရပြီပေါ့ဗျာအဲ့တော့ ဘာတွေတွတ်တွေ့ရလဲဆိုတော့သူတို့ဘာများလှုပ်လို့လဲဆိုတော့ဒါအပြည့်ကြီးကြီးမားမားဘာများလှုပ်လို့လဲဆိုတော့တွတ်ကြည့်ရဒီ left rear ပေးတာမျိုးတွေပေါ့နော်ဒီတော်လန်အမှုပညာရှင်တွေရေးတဲ့ဒီဇက်ကားနဲ့ပတ်သက်တဲ့ post တွေမှာပေါ့နော်အဲ့လိုမျိုးဒါ light အသေးလေးပြေးတာလို့ light ပြေးတာလို့ဒါမျိုးပုံစံမျိုးတွေကိုမှတ်ထားတယ်အဲပြီးတော့သူရဲ့ဇက်ကားပေါ့နော်ခုနဝါရဖြန့်တဲ့ policy ဇက်ကားအဲ့ဇက်ကားရဲ့ post တွေမှာအဲ့လိုမျိုးဟဟပြေးတာလို့ဘာလို့ဆိုရင်မှတ်ထားပြီးတော့အခုလို့လောက်တာဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲပြီးတော့ဒါသူတို့တင်ထားတဲ့ ဟာတွေဆိုရင်သူတို့ကိုလုံးဝအပြစ်တင်ဝေဖန်တယ်ဆိုတဲ့ဟာထက်ပေါ့နော်သူတို့ကိုဘာမှကိုမပြောရသေးဘူးသူတို့ရဲ့ဒီဒီဒီခုနဖမ်းဆီးခံရတဲ့၃ယောက်လုံးတင်ထားတဲ့ post တွေကိုပြန်လိုက်ကြည့်တဲ့အခါမှာပေါ့နော်စစ်ကောင်စီဇကားကိုပွင့်လင်းလင်းအဲ့လိုဒေအီးဝေဖန်ထားတဲ့ဟာတော့တခုမှမရှိဘူးပေါ့နော်ရေးသားထားတဲ့ဟာလေးတွေကြည့်မယ်ဆိုရင်ဒါဒါရိုက်တာမိုက်တီးကဘာရေးထားလဲဆိုတော့ဒါအဖြူနဲ့အမဲအမှန်နဲ့အမှားဓမ္မနဲ့အရဘကိုဆင်ကျင်နိုင်တာပညာတဲ့ဒါပဲဘာမှမပါဘူးအဲ့ဇကားကမမှန်လို့လားကျွန်တော်ပြောတာခဲ့ ဲ့စကားမမှန်လို့သူတို့ဖမ်းတာလားဒီစကားကိုရေးလို့ဖမ်းတယ်ဆိုရင်ပြောပါလေဒီစကားကတကယ်မမှန်တဲ့ဟာမဟုတ်လို့လားဒါဘယ်သူနေဘယ်နေရာကနေပဲကြည်ကြည်ဒါဒါအမှန်တရားပဲအဲ့ဥစ္စာကိုရေးလို့ဆိုပြီးတော့ဒါမဲ့အခုလိုမျိုးဒါဆွဆွဲပြီးတော့ဖမ်းစီတာပေါ့ဗျာအဓိကတော့သူတို့လုတ်တဲ့ဟာတွေကိုသဘောမတူဘူးသူတို့လုတ်တဲ့ဟာကိုမကြိုက်ဘူးလို့ယူဆတဲ့ post တွေအဲ့လိုဟာမျိုးတွေဆိုရင်ရေးသားလို့ဆိုပြီးတော့ ဒါလိုက်ပေးလို့ react ပေးလို့ဆိုပြီးတော့ဖမ်းဆီးတာမျိုးရှိလာတယ်ပေါ့နော်အဲနောက်တစ်ခုဒါအွန်လိုင်းကဘာပြောလဲအွန်လိုင်းကကြတော့ငါ့ကိုပြောပြောနေတဲ့သူတွေအခုမြင်ပြီလားပေါ့နော်မမြင်ရသေးရင်သွားရှာကြည့်လိုက်ပေါ့နော်သွားရှာကြည့်တော့လေအဲပြီးရင်ဘသူကဘာဆိုတာသိလိမ့်မယ်ပေါ့နော်မသိကြအောင်ဆောင်ပြလိမ့်မယ်ပြောနေတဲ့သူတွေပုံနေလိမ့်မယ်အဲ့ဒါတဘာဝတွေလေအဲ့လိုပဲရေးတာဘာမှဒီခေတ္တမိုင်းကိုဒုံဆိုင်မဲ့ဟာတွေဘာတွေဘာမှမပါဘူးနှာခေါင်းနဲ့ထဲထိုးမဲ့ဟာတွေဘာမှမပါဘူးဗျာအဲ့ဥစ္စာမပါတဲ့ဟာကိုလေဒါသူတို့က သူတို့ဘက်ကလုတ်တဲ့ဟာကိုဒါမလိုလားတဲ့ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်အဲပြီးရင်သူတို့ဘက်ကခေါ်ပြီးရိုက်တဲ့ဒီအမှုပညာရှင်တွေကိုဒါခွဲခြားတဲ့ပုံစံမျိုးမလိုလားတဲ့ပုံစံမျိုးပြောတဲ့ဟေးဆိုပြီးတော့ယူဆပြီးတော့ဖမ်းဆီးတာဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုဒါတရုတ်ဆောင်ကျော်ဝင်းထွက်ကလည်းသူရေးထားတဲ့ဟာဒါဒရုန်းစားတွေနဲ့ရဝန်းတူပဲစိတ်သက်မြင့်မြတ်သူတွေအများကြီးရှိနေတယ်ကွာတဲ့ပတ်ချုံပြီးတော့ဆဲဆိုနေတာတော့အဆင်မပြေဘူးပေါ့နော်အရာရာအဆင်ပြေနေတာမဟုတ်ပေမဲ့လိပ်ပြာတန့်ရှင်တယ်ပေါ့နော် အမောင်နဲ့မသွားကြဘူးခက်ခဲတာတွေကိုအခုထိတောင်းခံနေရပါတော့ငါနေခဲ့စားခဲ့ဝတ်ခဲ့စီးခဲ့ရတာပဲလေနောက်တစ်ချိန်ပြန်ဖြစ်လာနိုင်တာပဲဆိုတော့စိတ်တစ်ခုနဲ့ရှင်သန်စေပါတဲ့ပြုံးနေပျော်နေနောက်နေတယ်ဆိုပေမဲ့တချို့ကိုချင်းစာစိတ်နဲ့နှစ်သိမ့်အားပေးနေတယ်ဆိုပေမဲ့ကျွန်တော်လက်ရှိတချို့ရက်တွေကဒါငိုနေတာဘယ်သူမှမသိသလိုပေါ့နော်ပြောပြစရာအကြောင်းမရှိပါဘူးတဲ့အဲကိုလိုပဲဘယ်သူမှမသိအောင်ငိုနေရတဲ့သူတွေရှိပါလားလို့တွေးပြီးတော့ကိုချင်းစာကြရင်အရာရာစင်ပြေမဲ့နေ့ရောက်လာမှာပါပြုံးနေတိုင်းပျော်နေတိုင်းဆဲနေတဲ့ဟောင်းနေတဲ့တတိုက်တိစေဖို့ကိုဆိုလိုတာပါပေါ့နော်ဒီလိုမျိုးပဲရေးထားတာ ဘာမှဟိုတင်အောင်ဆိုးလို့ဘာလို့လည်းမပါဘူးကျွန်တော်ပြောရိုက်တဲ့ကောင်ရိုက်တဲ့တောင်ကောင်နော်ဗာပန်းမြို့တော့လာပန်းမြို့တော့ပန်းမြိုင်လေလာမသိဘူးကွာအဲ့ကောင်ရိုက်တာတင်အောင်ဆိုးဆိုတဲ့ဒါစစ်တပ်ကကောင်ကောနော်အဲ့ကောင်အဲ့ကောင်ကြီးရဲ့နာမည်လည်းမပါဘူးသူတို့ရိုက်တဲ့ဒုံဆိုင်တဲ့ဟာလည်းမပါဘူးခေရဲ့သမိုင်းဆိုတဲ့ဟာလည်းမပါဘူးဘာမှမပါဘူးလူပဲဗျာကိုယ့်ရဲ့ဒီ social media ပေါ်မှာကိုယ်ပိုင်တဲ့ wall ပေါ်မှာကိုယ်ကြိုက်တာရေးမယ်ဗျာဒါပေမဲ့အဲ့ဥစ္စာကသူတို့ကိုသွားပြီးတော့ထိခိုက်နေတာစေတဲ့အချိန်ခိုက်ပေါ့နော်သူတို့ကတွေးနေကြတယ် ဲ့လိုမျိုးထိခိုက်နေတာရှိတယ်ဆိုရင်သူကလုံးဝခွင့်လွန်မပေးဘူးဆိုတဲ့ပုံစံမျိုးတွေ့ရတယ်အဲ့တော့သူတို့ကိုစောင်းမြောင်းပြီးတော့မပြောနဲ့လေတန်လေးနဲ့တောင်မှစောင်းမြောင်းပြီးမပြောနဲ့မျက်စောင်းလေးတောင်လှည့်မထိုးနဲ့ငါတို့ကဒါမျိုးလှုပ်ပြမှာဆိုပြီးတော့ပြည်သူကိုကြောက်တရားထည့်တယ်အဲ့ဒါကကျွန်တော်တို့ဒီပြည်သူကိုပါတဘာတဲ့ချင်းချောက်လိုက်တာနဲ့အတူတူပဲဒီလိုဖမ်းဆီးပြလိုက်တယ်ဆိုတဲ့ဟာကအေးတော်လိုင်းတက်ဖွဲ့တွေရဲ့ဒီ post တွေအဲတော်လိုင်းဆယ်လီတွေရဲ့ post တွေဒီလိုမျိုးပေါ့နော်ဒါနိုင်ငံရေးဥဆောင်တဲ့သူတွေရဲ့ post တွေမှာအဲ့လိုမျိုး comment ပေးတာ ဒါ react ပေးတာ like ပေးတာဒါမျိုးတွေလုံရဲလုံကြည့်ဆိုတဲ့ပုံစံမျိုးနဲ့တမင်ချင်းချောက်ပြလိုက်တာလို့လည်းဒါယူဆလို့ရတယ်ပေါ့နော်ပြီးတော့ဒီ director mighty ဆိုရင်လည်းသူကရွက်ောက်ပွဲနဲ့ပတ်သက်လို့ရွက်ောက်ပွဲနဲ့ပတ်သက်လို့ဒါ2015မှာပေါ့နော်သူရိုက်ခဲ့တဲ့ဇကားနဲ့သူတို့ကိုသူ့ကိုညှိုးနေတယ်ဆိုတဲ့ပုံစံမျိုးလည်းသိရတယ်အဲ့တော့ကြောင့်ဘယ်လိုပဲဖြစ်အများအမ်းမှာစောင့်ကြည့်ပြီးတော့ဘသူ့ကိုဘလို့ဒုက္ခပေးရမလဲဆိုတဲ့စိတ်မျိုးနဲ့ပဲဒီကောင်တွေက လိုက်ပြီးတော့ရုပ်မာနေတာပေါ့နော်အဲ့ဒါကတော်တော်လေးယွန်စရာကောင်းတယ်ပေါ့နော်ဆိုတော့ဒါမကြိုက်ရင်မကြိုက်ဘူးလို့တောင်မှပြောလို့မရတဲ့အနေထားကိုကျွန်တော်ပြည်သူတွေကရင်ဆိုင်နေရတာပေါ့ဗျာအဲ့ဥစ္စာကတော်တော်လေးယွန်စရာကောင်းတယ်ပေါ့နော်အာဏာရှင်ဆိုတာအဲ့ဒါပဲသူတို့လှုပ်သမျှဟာအကုန်လုံးကအမှန်သူတို့လှုပ်တဲ့ဟာကိုပဲအားပေးရမယ်သူတို့ ਨੇ စန့်ကျင်နေဆိုရင်နည်းနည်းလေးမှကိုမရဘူးစကားလေးနဲ့တောင်ပြောလို့မရဘူးငါတို့ကဒီလိုလှုပ်ပြမှာဆိုတဲ့ပုံစံမျိုးတွေကိုအထင်းသားမြင်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါအာဏာရှင်ပဲ အာနာရှင်အခုလိုမျိုးဒါနိုင်ငံကိုခြေလှယ်ခြင်းတိုင်းခြေလှယ်နေတဲ့နိုင်ငံရဲ့အာဏာကိုရယူပြီးတော့လှုပ်ခြင်းတိုင်းလှုပ်နေတဲ့ဆိုကနေကကျွန်ုပ်နိုင်ငံသားတွေကဒီလိုဘွားကနေလွတ်မှာမဟုတ်ဘူးတကယ်ပြောတာဒီကောင်နေအခုကြည့်လေဒါကျွန်တော်တို့ဘဲဘဲသွားသွားဒါကျွန်တော်တို့ပြည်သူတွေပေါ့နော်လမ်းလမ်းသွားတယ်သွားတဲ့ချိန်အတွင်းငံမှာပါလို့ဖမ်းရတယ်ပတ်စံတောင်းနေကဲဖြစ်တင်လာကြောပြောပြီးတော့ဖုံးနေကိုဖုံးကိုလေဗျာကိုဘကိုကြိုက်တဲ့ဟာကြိုက်သလိုတိန်းထားမယ်ဗျာရိုက်ထားမယ်ဗျာဆိုတာဘာမှဒါကိုဖုံး तू ကလာပြီးတော့ဆွတ်ဖက်စရာအကြောင်းမရှိဘူးဒါပေမဲ့အဲ့ဖုံးတွေကိုပေးစမ်း password ပေးစမ်းဂယ်လာရီဖွင့်စမ်းပြီးရင်ဒီထဲမှာပါရဟာဟဲ့ကဘသူနဲ့ဘာပြောထားလဲဘာအာ messenger တွေကဆက်လိုက်ကြည့်ပြီးတော့ပြည်သူကိုငွေငွေညစ်တာတွေချင်းချောက်တာတွေအကြက်ကင်တာတွေအရေးယူဖို့လှုပ်တာတွေကတော်တော်လေးညွန်စရာကောင်းတယ်ဘာအခွင့်အရေးမှမရှိဘူးကျွန်တော်ပြည်သူတွေမှာအဲ့ကောင်တွေအုပ်ချုပ်နေတဲ့များကာလပတ်လုံးဘာအခွင့်အရေးမှမရှိဘူးဘာမှကိုပိုင်ခွင့်ရေးကိုပိုင်လွတ်လပ်ခွင့်ဘာတစ်ခုမှမရှိဘူးပေါ့နော်သူတို့လှုပ်ရှင်တိုင်းကိုသူတို့လှုပ်နေကြတာအဲ့တော့အဲဥစ္စာတွေအမြန်ဆုံးအမြင့်ပြတ်ဖို့အတွက်ကလည်းဒီတော်လိုင်းအောင်မြင်မှတ်ကိုဖြစ်အဲ့ကြဒါလေးကိုလည်းဒါအားဆိုင်ပြီးကြဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်အားရစရာဘာလဲဆိုတော့ ပြည်သူတွေရဲ့ဒီအခုဒါ white collar လုပ်တဲ့ဟာတွေပြီးရင်ဒါ social punishment လုပ်တဲ့ဟာတွေကအရန်ထိရောက်တယ်လို့ပြောရသူတို့ဘက်ကဒီလောက်ထိဆက်ဆက်ခါဖြစ်တယ်ဆိုတဲ့ဟာကတော်တော်လေးထိရောက်သွားလို့အခုလောက်ထိစည်းဝေးတွေပါခေါ်ပြန်ပြီးတော့ကောင်တာလုပ်ဖို့အတွက်တွေပါသူတို့စီစဉ်နေရတယ်ဆိုကြတဲ့ကိုကတော်တော်လေးထိရောက်သွားလို့အဲ့ဒါမျိုးတကယ်ဖြစ်တင်တာနောက်ခုကျွန်တော်ကအဲဥစ္စာကိုပေါ့နော်ခေါင်းယုံမီးပုံစံမဟုတ်ဘဲနဲ့နောက်လျှောက်ကျွန်တော်တို့ဒီဇိုင်းမမတ်လှုပ်ဆောင်ကြဖို့လည်းရည်ကြည်တယ်ဗျစစ်ကောင်စီဘက်ကအခုလုပ်တယ်ကျွန်တော်တို့ဒီဘက်က ပြည်သူတွေဘွားပြတ်သွားရဲဆိုရင်အများကြီးရှိတယ်အဲ့လိုမျိုးဒီကောင်တွေလှုပ်လိုက်လို့ပေါ့နော်ဟိုအပြစ်ပေးတာမျိုးအာအိမ်တွေချိတ်ပိတ်ပြစ်တာဘာညာအကုန်ပိုင်ဆိုင်မှုတွေတိမ်းပြစ်တာဒါမျိုးပုံစံမျိုးတွေသူတို့ကအသက်ကုန်လှုပ်တာနော်အဲ့လိုလှုပ်လို့ဘွားပြတ်သွားကြတဲ့ကျွန်တော်တို့ဒီဘက်ကတော်လန်ပြည်သူတွေလည်းအများကြီးရှိတယ်အဲဒီလိုမျိုးလှုပ်နေတာကိုသိရတဲ့ကျွန်တော်တို့ကဒီလောက်တောင်မှပြန်ပြီးတော့မတုံ့ပြန်နိုင်ဘူးဆိုရင်လည်းမဟုတ်သေးပြန်ဘူး ။အဲကြောင့်ဘလို့ပဲဖြစ်ဒါစစ်ကောင်စီကအခုလိုမျိုးဒါအထိနာအောင်လုပ်နိုင်ခဲ့တဲ့အတွက်လည်းဒါပြည်သူတွေကိုချီးကျူးလေးစားရမှာဖြစ်တယ်၊ဂုဏ်ယူရမှာဖြစ်တယ်ပေါ့နော်။အဓိကတော့ကျွန်တော်တို့ဒါကောင်းယူမိပုံစံမှာဖြစ်စီဖို့လိုတယ်။နောက်တစ်ခုကတော့စစ်ကောင်စီဟာဒီလိုမျိုးပုံစံလောက်တက်တယ်ဆိုတဲ့ဟာကိုကျွန်တော်သတိထားကြဖို့လည်းလိုတယ်။အဲဆိုတာတော့ပြည်တွင်းမှာရှိတဲ့ပြည်သူတွေကအရန်ခက်ခဲကြရတယ်ပေါ့နော်။ခုနကလိုဖုန်းနေစစ်လိုက်အာပြင်ဒါ Facebook မှာ like ကြည့်လိုက်အာအကောင့်တွေဝင်စစ်လိုက်အာ Messenger တွေမှာဝင်ကြည့်လိုက်နေဒါမျိုးပုံစံမျိုးတွေလောက်ခံနေရတာဖြစ်တဲ့အတွက်ခုနလိုမျိုးပေါ့နော် ဒီတော်လိုင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဲတော်လိုင်းနဲ့ပတ်သက်တဲ့ဒါဆယ်လီတီရဲ့ post တွေမှာတွားပြီးတော့လိုက်ပေးတာမျိုးအဒီအခုဒီ comment ပေးတာမျိုးတွေကဆိုစစ်ကောင်စီကလိုက်ဆောင်ကြည့်နေတယ်ဆိုရဟာကိုကျွန်တော်တို့သတိထားကြဖို့လိုတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ရှောင်းစရာရှားစရာနီလန်မျိုးတွေကတော့ရှိပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့သတိမပြတ်တော့ဒါလေးကိုခေါင်းထဲမှာထည့်ထားဖို့လိုတယ်စစ်ကောင်စီကအခုဆိုရင်အကုံလုံးကိုပတ်ပြီးတော့ချင်းချောက်ပြီးတော့ငါတို့ကိုလာထိရဲထိကြည့်ဆိုတဲ့ပုံစံမျိုးတွေ့ရနောက်တစ်ခုကစစ်ကောင်စီကသူ့ရဲ့လူကိုသူကာကွယ်ပေးနေတဲ့ပုံစံမျိုးတွေလည်းမြင်ရ အဲ့ဒါပါလဲဆိုတော့ဒီဒီလိုမျိုးသူတို့တွေလှုပ်ခိုင်းလိုက်လို့လှုပ်လိုက်တဲ့အပေါ်မှာသူတို့တွေထိခိုက်သွားတယ်ပြည်သူတွေရဲ့အပြစ်ပေးခြင်းကိုခံရတယ်အဲ့ဒီအပေါ်မှာသူတို့ကပြန်ပြီးတော့ဒါ cover လှုပ်ပေးမဲ့ပုံစံမျိုးတွေလည်းမြင်တွေ့နေရတယ်ပေါ့နော်အဲကျွန်တော်ဘက်မှာလည်းအဲ့လိုလှုပ်ပေးကြဖို့လည်းရည်ကြီးတယ်ပေါ့နော်အဲကျွန်တော်ပြည်သူတွေခက်ခဲကြတယ်အဲဒုက္ခရောက်ကြတယ်ညာစစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကိုခံနေရတယ်အဲကြဒီပြည်သူတွေအမြန်ဆုံးလွတ်မြောက်ဖို့အတွက်ကိုလည်းကျွန်တော်စီစီလုံးလုံးနဲ့အောင်မြင်အောင်တိုက်ပွဲဝင်ကြဖို့လိုတယ်။ကျွန်တော်မှစိတ်တက်ကြနေဖို့အချိန်တွေမရှိဘူးဗျ။ ျွန်တော်တို့ဒီလိုဒီခြေနေတွေမရောက်ခင်နဲ့ကိုကျွန်တော်တို့အဆိုးဆုံးအနေထားကနေစခဲ့ကြတာပေါ့နော်အဲကြတော့အဲ့ဒီအဆိုးဆုံးအနေထားကနေစခဲ့တဲ့အချိန်မှာငါတို့နိုင်မလားဆိုတဲ့အတွေးတောင်မှမတွေးရဲကြဘူးတကယ်ပြောတာဘာဖြစ်လို့လဲဆိုတော့တနက်တွေနဲ့ပြစ်နေတဲ့နေရာမှာလေးခွာနေနဲ့လိုက်ပြန်ပြစ်နေရဂျင်းကလေးတွေနဲ့ပြစ်ရတယ်အဲ့ဟာနေစခဲ့တာဗျအဲ့လိုမျိုးစခဲ့တဲ့အနေထားကနေငါတို့ဒီခြေနေတွေရောက်ပါမလားဆိုပြီးတော့တွေးမိခဲ့ကြမှာမဟုတ်ဘူးဒါပေမဲ့အခုလက်ရှိဒီခြေနေတွေရောက်လာပြီကျွန်တော်တို့တင်ပတ်ထားတဲ့မြို့တွေရှိလာတယ်ကျွန်တော်တို့တက်ဖွဲ့တွေအင်အားပို့ပြီးတော့တောင်းနှင်းလာတာတွေအများကြီးရှိလာတယ်လက်နက်ခဲယမ်းတွေပို့ပြီးတော့ပြည့်စုံလာတယ်အဲ့တော့ကျွန်တော်တို့မှဆက်ပြီးတော့ မျောလင့်မယ်ဆိုရင်အများကြီးမျောလင့်လို့ရတယ်ဒီပုံစံတိုင်းကျွန်တော်တို့ဆက်သွားနိုင်ကြဖို့တော့အရေးကြီးတာပေါ့နော်ကျွန်တော်မှစိတ်သက်ကြစရာအချိန်မရှိဘူးကျွန်တော်စိတ်သက်ကြနေဖို့လည်းအချိန်မရဘူးဘာလို့စစ်ကောင်စီကလည်းအခုရွေးကောက်ပွဲတအားကတ်လာပြီကတ်လာတာဖြစ်တဲ့အတွက်သူတေချာပေါ့ထိုးစစ်စင်တာတွေဇက်တိုက်လုံပါအဲ့လိုလုံလာတဲ့ခါကျရင်ကျွန်တော်တပ်ဖွဲ့တွေကအကောင်းဆုံးကြော်ဖြတ်နိုင်ဖို့လိုတယ်ဒီတချီမှကျွန်တော်တို့ပြပြပြနဲ့အောင်မြင်အောင်ကြော်ဖြတ်နိုင်ဖို့ရည်ကြီးတယ်အဲ့တော့အဲ့ဟာအတွက်ကိုပဲကျွန်တော်တို့အာယုံစိုက်ကြစေခြင်းနဲ့ဒါရင်းအောင်မြင်ဖို့အတွက်ကိုပဲအာယုံစိုက်ကြစေခြင်းနဲ့ တခါတလေမှာကျွန်တော်တို့ဒါဆုတ်ပေးလဲရတာရှိမြဲပြန်ပေးလဲရတာရှိမြဲအကြောင်းရှိလို့အကျိုးဖြစ်လာတာပေါ့နော်အဲ့ဒီပုံမှာလိုက်ပြီးကျွန်တော်တို့စိတ်တကြနေလို့တော့မရအောင်တယောက်စိတ်တကြနေရင်ကျွန်တော်တို့ကဝိုင်းပြီးနှစ်သိမ့်အားပေးဆွဲထုမယ်ဒါပဲကျွန်တော်တို့တပ်ဖွဲ့တွေစိတ်တကြကျွန်တော်တို့ပြည်သူတွေကဆွဲထုမယ်ကျွန်တော်တို့ပြည်သူတွေစိတ်တကြအခုတော်လိုင်းတပ်ဖွဲ့တွေကျွန်တော်ပြည်သူတွေကိုပြန်ပြီးအားပေးကြဒီလိုပုံစံမျိုးနဲ့ပဲကျွန်တော်တို့ရှေ့ဆက်ကြရမှာပေါ့နော်အဲ့ဒါကြောင့်မလို့လုံးဝစိတ်တကြစရာမလိုဘူးစစ်ကောင်စီဘက်ကအဲ့လိုပုံစံမျိုးအရန်ဖြစ်စေချင်တာအဲ့တော့မင်းတို့ဖြစ်ခိုင်းစေချင်တဲ့အတိုင်းငါတို့မဖြစ်ဘူးကွာဆိုတဲ့ပုံစံမျိုးကိုအမြဲတမ်းပြကြဖို့လိုတယ်ဆိုတော့ဒီနေ့ကနေပြောချင်ပါပြီဗျအားလုံးပဲကျေးဇူး